ောင်းရှောင်းမှုနဲ့ကာကွယ်စောင့်ရှောက်ပေးမှုများအလုံးလောက်မရရှိနိုင်သေးကြောင်းကုလသမဂ္ဂထုတ်ပြန်တဲ့သတင်းမန္တလေးမြို့တွင်ငလျင်တန်းကြောင့်အစာဦးပြိုကျမှာကိုစိုးရိမ်တာကြောင့်နေရာပြောင်းရွှေ့နေထိုင်တဲ့အိမ်မှတိန်လေးထောင်ကျော်တန်ဖိုးရှိရွှေတင်တဲ့ငွေများခိုးယူသူများကိုဖမ်းဆီးရမိတဲ့သတင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်အတွင်းဘတ်9.11တန်ထပ်မံရောင်းချတဲ့တရိန် ပွဲဟမ်းမင်းကြီးတက်ရွေးချယ်ပွဲကို မေလ9ရက်နေ့မှာစတင်မှာဖြစ်ပြီးအဲ့ဒီပွဲအတွက်ကဘာတဝန်းမှကာဒီနယ်ဖုံးတော်ကြီး135ဦးတွေ့ကြမယ်ဆိုတဲ့သတင်း Israel ဝန်ကြီးချုပ် Benjamin Netanyahu ကနျူကလ িয়ার ဆွေးနွေးမှုများတွင် American မူဝါဒကို စီကံချက်များချမှတ်ပေးနေတယ်လို့ Iran ဆွဆွဲတဲ့သတင်း Chameli ဘိုလူပွဲတက်ရောက်လိုပါကပါရီမှာထူးထူးခြားခြားလှုပ်ပြနိုင်ရန်လိုကြောင်းအာတီတာပြောကြားတဲ့သတင်းအစားရှိသတင်းများကိုတင်ဆက်ပြီးတော့မှာပါ အုပ်ချုပ်သတင်းတပုတ်အနေနဲ့မြန်မာနိုင်ငံမှာငလင်ဘေးတလားပြည့်သည့်အထိငလင်တန်သည့်မိသားစုများအနေနဲ့ယာယီတဲများတွင်ဆက်လက်နေထိုင်နေရပြီးတန်ရှင်းသောတောက်သုံးရေးကျန်းမာရေးစောင့်ရှောက်မှုနဲ့ကာကွယ်စောင့်ရှောက်ပေးမှုများအလုံးလောက်များရှိနိုင်သေးကြောင်းကုလသမဂ္ဂထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတွင်ငလင်ပေးတလားပြည်သည့်အထိငလင်တန်သည့်မိသားစုများအနေနဲ့ယာယီတဲများတွင်ဆက်လက်နေထိုင်နေရပြီးတန်ရှင်သောတောက်သုံးရေး၊ကျန်းမာရေးစောင့်ရှောက်မှုနှင့်ကာကွယ်စောင့်ရှောက်ပေးမှုများအလုံးလောက်မရရှိနိုင်သေးကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရော UNOCHA ကထုတ်ပြန်ပါသည်။ ူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများအနေနဲ့ငလင်ပေတုတ်ပြန်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြပေမဲ့လေလူတို့တိုင်းဝိုင်းများပြည်လဲထူထောင်နိုင်ရန်အကူအညီအများပြားလိုအပ်လျက်ရှိနေသေးကြောင်း UNOCHA မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါသည်လရှိမှာမြန်မာနိုင်ငံအလေပိုင်းကိုထိခိုက်မှုပြင်းထန်ခဲ့တဲ့ငလင်ဘေးကြီးတင်းနေတာမှာတလာပြီးခဲ့ပြီဖြစ်ပါသည် မြန်မာနိုင်ငံဌာနေနဲ့လူသားချင်းစာနာမှုဆိုင်ရာယာယီညှိနှိုင်းရေးမှုကရမုံငွေများထပ်မံဖြည့်ဆည်းပေးရန်အကူအညီလိုအပ်နေတဲ့ဒေသခံတိုင်းဝိုင်းများထံစစ်ဆေးမပြတ်သွားရအကူအညီပေးနိုင်ရန်အခက်အခဲများဖြင့်ရုန်းကန်နေရသူများနဲ့အတူသသားတွေရက်တီကူညီကြရန်တိုက်တွန်းပြောကြားထားပါတယ်။ငလင်ဘေးပြည်မြန်မာနိုင်ငံတွင်လူဦးရေ၄သန်းမှ၃သန်းကျော်တန်ရှင်သောရေနှင့်တန်ရှင်ရေးကူညီများအရေးပေါ်လိုအပ်နေကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA မြန်မာကထုတ်ပြန်ပါတယ်။ အဲ့ဒီရေတွက်ဟာငလင်ပေးမတိုင်မီလူဦးရေတတိယမတတန်းကျော်ရှိနေရမှာလေးတတိယမသုံးတန်းကျော်အထိမြင့်တက်လာခြင်းလည်းဖြစ်ကြောင်း UNO ချုပ်မြန်မာကဆိုပါတယ်ငလင်ပေးကြောင်း ရေးပေးရေးစနစ်များပြည့်စည်ပြီးအင်သာအလုံးရေ4200ကျော်ပြိုကျခဲ့တဲ့အပြင်တရက်စစ်မီမမှန်ခြင်းကြောင့်ဂျီတရန်လည်းအခက်အခဲရှိနေကြောင်းယခုတဲ့အခြေအနေများပိုဆိုးမလာမီငလင်ပေးတံခံရတဲ့တိခိုက်လွယ်သူတတန်းကိုတန်ရှင်းတော့ရေအရေးပေါ်အင်သာနဲ့တကူရေတန်ရှင်းရေးကူညီများပေးသွားရန်လူသားချင်းစာနာတဲ့မိဖက်ဖွဲ့စည်းများကရည်မှန်းထားကြောင်းသိရပါတယ်။အရေးပေါ်မိုးကငွေသားအကူအညီဘေးကင်းလုံခြုံတော့ရေမေလာထောက်ပံ့မှုအစားအစာနဲ့ကျန်းမာရေးဆောင်ရှောက်မှုများဟာငလင်ပေးတဲ့ပြည်သူ များအတွက်ချက်ချင်းလိုအပ်လျက်ရှိပြီးအတက်မွေးဝမ်းကြောင်းမူပညာရေးနှင့်အခြေခံစအုပ်များပြုပြင်ခြင်းအတွက်စောလင်စွာပြည်လဲထူထောင်ရေးအရေးကြီးကြောင်း UN OCHA မြန်မာရဲ့မြန်မာနိုင်ငံငလျင်တုပ်ပြမှုအခြေအနေအစီရင်ခံစာအမှတ်စဉ်၃မှာထည့်သွင်းဖော်ပြထားပါသည်။မက်စလာ၂၈ရက်ကမြန်မာနိုင်ငံမှာကပ်ဘေးနှစ်ထပ်ငလျင်လှုပ်ခတ်ပြီးသတင်းသုံးပတ်အကြာမှာအဆိုရဆုံးထိခိုက်ခံစားရတဲ့လူမှုအတိုင်းဝိုင်းများဟာလုံခြုံသောအမိုးကရေတက်နဲ့မိန်လား တည်ငြိမ်သောလျှက်စင်ပြီးဂျမားရေးဆောင်ရှားမှုနှင့်မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှုများများရှိကြသည့်ကြောင့် UNO ချမြန်မာကထုတ်ပြန်ပါသည်။ညလင်းပေးကြောင့် AP 28ရက်အထိတည်ဆုံးသူ3980ဒရာရသူ9106ဦးနှင့်ပျောက်ဆုံးသူ106ဦးရှိကြောင်း NASA ကကသတင်းထုတ်ပြန်ထားပါသည်။ ကြသည်မီကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ပျက်စီးသွားတဲ့နေအိမ်များကိုပြည်လည်တိဆောက်ခြင်းနဲ့ပြည်လည်ထူထောင်ရေးလုပ်ငန်းများမှာနောက်ဆက်တွဲငလင်းများကြောင့်ပုံမှုခတ်ခဲနေကြောင်း UN OCHA မြန်မာကထုတ်ပြန်ပါသည်။မက်စလာ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်အိမ်ခြေ၄000ကျော်ပျက်စီးခဲ့ရပြီးလက်ရှိမှာလည်းငလင်းကြောင့်အိမ်내ပြန်ဝင်ရမှာကိုကြောက်နေတဲ့မိသားစုများဟာလည်းဟင်းလင်းပြင်တွင်အိပ်စက်နေကြရဆဲဖြစ်ကြောင်း UN OCHA မြန်မာကဆိုပါသည်။ ဒါအပြင်ကိုလိုစီယာနေရာနဲ့အခြေခံအိမ်သုံးပစ္စည်းများလိုအပ်နေတဲ့လူကြီးဟာတပ်တန်းမှ၅ဒသမ၂တန်းထိမြင့်တက်လာနေကြောင်း UNO ချမြန်မာကထုတ်ပြန်ပါတယ်။ဒါကြောင့်လူသားချင်းစာနာမှုဆိုင်ရာမိဖက်အဖွဲ့အစည်းများဟာအရေးပေါ်ကိုလိုစီယာနေရာအမိုးအကအ धिक အိမ်သုံးပစ္စည်းနဲ့အကူပြောင်းကာလတွင်လိုအပ်တဲ့အကူအညီများကို လူဦးရေ8,5,300ထံပေးအပ်နိုင်ရန်စူးစမ်းနေကြကြောင်း UNO ချမြန်မာကထုတ်ပြန်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့မှာငလျင်တန်းကြောင့်အဆောက်အဦပြိုကျမှာကိုစိုးရင်တစ်ဖြစ်နေရပြောင်းရွှေ့နေထိုင်တဲ့အိမ်မှသိန်း၄000ကျော်တန်ဖိုးရှိရွှေတင်တဲ့ငွေများခိုးယူသူများကိုဖမ်းဆီးရမည့်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့တွင်ငလင်တန်းကြောင့်အစာဦးပြိုကျမှာကိုစိုးရင်သဖြင့်နေရပြောင်းရွှေ့နေထိုင်တဲ့အိမ်မှစက်သိန်း၄၀၀ကျော်တန်ဖိုးရှိရွှေတနဲ့ငွေများအားခေါ်ယူသူများကိုဖမ်းဆီးရမိထားကြောင်းမန္တလေးတိုင်းရဲတပ်ဖွဲ့မှသတင်းရရှိပါသည် ချဲရီတောင်ဆန်မြို့နယ်ရံမျိုးလုံးရက်ကွက်လမ်း80နဲ့81လမ်းကြား32ဘီလမ်းရှိတိုက်ခမ်းမြေကြီးတက်မှာနေထိုင်တဲ့ဒေါခင်ဖြူမြင့်နဲ့အမားဖြူသူတို့ဟာငလင်ဘေးကြောက်တာကြောင့်မျက်နှာချင်းဆိုင်လက်တစ်ဖက်ရှိတိုက်ခမ်းမြေကြီးတက်မှာသွားရောက်အိတ်ခဲကြောင်း၎င်းတို့ပိုင်ဆိုင်တဲ့ရွှေတဲများနဲ့ငွေကျပ်3000ခန်းတို့အားတိုက်ခမ်းတက်ခိုးပေါ်မှာတင်းစီထားရာပျောက်ဆုံးခဲ့ခြင်းဖြစ်ပါသည် အဆိုပါရှေ့တနေ့ငွေသားစုစုပေါင်း7300 300ကျော်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးအမှတ်3နေမီရေစခန်းမှာအမှုဖွင့်တိုက်တန်းခဲ့တာကြောင့်စုံစမ်းစစ်ဆေးခဲ့ရာပေါ်ပေါက်ခဲ့တဲ့အမှုဖြစ်ပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကငွေငယ်ကြောင်းငွေကြေးဈေးကွက်အတွင်းဘတ်9.38တန်းထက်မှန်ရောင်းချရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်အတွင်းဘတ်9.38တန်းကိုဧပြီလ28ရက်ကထပ်မံရောင်းချခဲ့ပါတယ်။ ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်တွင်စားသုံးစီနှင့်အခြားကုန်စည်များတင်သွင်းတဲ့လုပ်ငန်းရှင်များအတွက် CMB လုပ်ငန်းများသို့ဝင်ရောက်တဲ့နိုင်ငံသားငွေမှတရက်လျင်ပြန်များဒေါ်လာ2.2တန်းခန့်နေ့စဉ်ရောက်ချပေးလျက်ရှိပါသည်။2025ခုနှစ်မက်စလာအတွင်းရောင်းချမှုအနေနဲ့မက်စလာ၃ရက်နေ့မှာဒေါ်လာ9သိန်း9000ရွှမ်း၄သိန်း၊ဘတ်၆သိန်းကျော်၊မက်စလာ၄ရက်နေ့မှာဒေါ်လာ23သန်းနဲ့ထိုင်းဘတ်တန်150၊မက်စလာ9ရက်နေ့မှာသင်းကုန်လုပ်ငန်းရှင်များအားဘတ်တန်90ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ မက်စလာ9ရက်နေ့မှာဘတ်ရှစ်တန်းကျော်မက်စလာ6ရက်နေ့မှာဒေါ်လာ3သိန်းကျော်မက်စလာ9ရက်နေ့မှာဒေါ်လာ3သိန်းကျော်နဲ့ဘတ်16သိန်းကျော်10ရက်နေ့မှာ73စီလုပ်ငန်းရှင်များအားဒေါ်လာ33သန်းနဲ့ဘတ်တန်း150ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပြီးဒေါ်လာ3သိန်းကျော်မက်စလာ17ရက်နေ့မှာဒေါ်လာ33.5သန်းနဲ့ဘတ်156.46သန်းကျော် မတ်လ18ရက်နေ့မှာစက်သုံးစီလုပ်ငန်းရှင်များအားဒေါ်လာ33သန်းရောင်းချပြီးမှဖြစ်ကြောင်းနဲ့ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်တွေစားသုံးစီနဲ့အခြားကုန်စည်များတည်သွင်းတဲ့လုပ်ငန်းရှင်များအတွက် CMB လုပ်ငန်းများသို့ဝင်ရောက်တဲ့နိုင်ငံသားငွေမှတရက်လျင်ပြည်မြဒေါ်လာ1.2သန်းခန့်နေ့စဉ်ရောင်းချပြီးလျက်ရှိကြောင်းထုတ်ပြန်ထားပါသည်။ မက်စလာ၁၈ရက်နေ့တွင်ဒေါ်လာ33သန်းမက်စလာ19ရက်နေ့မှာဒေါ်လာ3သိန်းရွှန်တိတရမတက်တန်းကျော်မက်စလာ20ရက်နေ့မှာရွှန်9တိတရမ00သိန်းကျော်မက်စလာ21ရက်နေ့မှာရွှန်တိတရမ6သိန်းကျော်24ရက်နေ့မှာ73စီလုပ်ငန်းရှင်များအားဒေါ်လာ35သန်းနဲ့သွင်းကုန်လုပ်ငန်းရှင်များအားရွှန်10သန်းရောင်းချပေးမယ်လို့ထုတ်ပြန်ထားပါတယ်မက်စလာ25ရက်နေ့မှာဒေါ်လာ35သန်းနဲ့ရွှန်တိတရမ2သန်းထုတ်ရောင်းခဲ့ပါတယ် 2025ခုနှစ်ဖေဖော်ဝါရီအတွင်းရောင်းချမှုအနေနဲ့ဖေဖော်ဝါရီလ3ရက်နေ့တွင်ရွမ်း9သိန်း၊၄ရက်နေ့တွင်ရွမ်း3သိန်းကျော်၊၅ရက်နေ့တွင်73စီလုပ်ငန်းရှင်များအားဒေါ်လာ23သန်းရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပိုယဟန်မင်းကြီးတဲ့ရွေးချယ်ပွဲကိုမေလ9ရက်နေ့မှာ စတင်မှာဖြစ်ပြီးအဲ့ဒီပွဲအတွက်ကမ္ဘာတဝန်းမှကာတီနေဖုံးတော်ကြီး135ဦးတွေ့ကြမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကွန်ကလစ်လို့ခေါ်တဲ့ပုတ်ဟန်းမင်းကြီးတဲ့ရွေးချယ်ပွဲကို မေလ9ရက်နေ့မှာစတင်တော့မယ်လို့ဗာတီကန်နန်းတော်ကထုတ်ပြန်ကြေညာထားပါတယ်။ဝေပြူရာ16 chapter အတွင်တကားပိတ်ပြုလုပ်မဲ့အစည်းအဝေးဖြစ်ပြီး ကမ္ဘာတဝန်းမှကာဒီနယ်ဖုံးတော်ကြီး135ပါဝင်ကြမှာဖြစ်ပါတယ်။အီစတာတနင်္လာနေ့ AP 21ရက်နေ့မှာပိုဟန်မင်းကြီးဖရန်စစ်ကွယ်လွန်ပြီးရနောက်၎င်းရဲ့အစာပနာကို AP 26နေ့မှာကျင်းပခဲ့ပြီးဖြစ်ကာပိုဟန်မင်းကြီးရွေးချယ်ပွဲစာမင်းနေ့တက်မှတ်လိုက်ခြင်းဖြစ်ပါတယ်။ကွန်ကလစ်ကမိများကြမယ်ဆိုတဲ့အခြေသမက်ချက်မျိုးမရှိပါဘူး။2005ခုနှစ်နဲ့2013ခုနှစ်တို့မှာကျင်းပခဲ့တဲ့ရခိုင်ပိုဟန်မင်းကြီးရွေးချယ်ပွဲက၂ရက်တာကြာခဲ့ပါတယ်။ အလွန်လျော့ဝတ်တဲ့ရွေးချယ်ပွဲဖြစ်ပြီးဖျားရှိခိုးကြောင့်မိโกခေါင်းတိုင်မှအဖြူအောင်မိโกထွက်လာပါကပုံဟန်မင်းကြီးတစ်ပေါ်ထွက်ပြီလို့အတိတ်ပဲရပြီးအမဲရောင်မိโกထွက်နေပါကပုံဟန်မင်းကြီးတစ်မပေါ်သေးဘူးဆိုတဲ့အတိတ်ပဲကိုဆောင်ပါတယ်ဗာတီကန်နန်တော်ပြောခွင့်ရှိသူအဆိုရကာဒီနယ်များက စိန့်ပီတာဖျားရှိခိုးကြောင့်မှစူးစီးပြီးတဲ့အခါမဲပေးရန်အခွင့်ရှိသူများကစစ်စတင်း၆ဘယ်မှာစူဝေးကြပါမယ် အဲ့ဒီလိုဆူဝေးပြီးတဲ့နဲ့ကာဒီနယ်များဟာပွိဟန်မင်းကြီးတဲ့မထွက်ပေါ်မချင်းပြပလောကနဲ့အဆက်အသွယ်လုပ်ခင်မရှိပါဘူးပွိဟန်မင်းကြီးတဲ့ဖြစ်လာမဲ့သူကမဲရီတွဲ့ရဲ့သုံးပုံထပုံကိုရရင်လိုပါတယ်ကာဒီနယ်တဦးစီကလက်တင်ဘာသာဖြစ်ရေးထားတဲ့ကပြားပေါ်တွင်၎င်းတို့ရေးထားတဲ့နာမည်ကိုဖြည့်ထည့်ရပါမယ်အကွယ်၍ရေးချေဘဲ၃ရက်ကြာပြီးအထိအဖြစ်မရသေးပါကတရက်ရက်နာခွင့်ရှိပါတယ်စစ်တင်းချက်ပဲအပြင်ဘက်တွင်မူမိโกကောင်းတိုင်းမှထွက်လာမဲ့မိโกအယံကိုတစ်ကဘာလုံးကစောင့်ကြည့်နေကြရမယ်။ ဖရန်စစ်ကွယ်လွန်ပြီးတဲ့နောက်ဗာတီကန်အရေးကိုကဲဆောင်ရွက်နေသူနေရာကိုလက်ရှိမှာကာဒီနယ်ဖုံးတော်ကြီးကေဗင်ဖရီကယာယီတာဝန်ယူထားပါတယ်။ကွန်ကလစ်အပြီးမချင်းဖရီက၎င်းတာဝန်ကိုဆက်ယူထားပါမယ်။၎င်းဟာအမေရိကန်ရှိဖျားရှိကိုကြောင်းများတွင်အနှစ်30ကျော်တွေ့ကြုံရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အစ္စရေးဝန်ကြီးချုပ်ဘီဇမီနီတန်ရာဟုကနျူကလ িয়ার ဆွေးနွေးမှုများတွင် အမေရိကန်မူဝါဒကိုစီကံချက်များချမှတ်ပေးနေရလို့အီရန်ဆွဆွဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဣသရေဝန်ကြီးချုပ်ဗီဇမေနေတန်ရာဟုကသဘောတူညီချက်မှတ်သမျှတွင်အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုအလုံးစုံဖျက်သိမ်းပြည်ရေးနဲ့အီရန်ရဲ့ပယ်ထိန်တုံးကြီးစွမ်းရည်များကိုထည့်သွင်းရေးအတွက်တောင်းဆိုခဲ့ပြီးတဲ့နောက်ဣသရေဝန်ကြီးချုပ်ဟာဆွေးနွေးမှုများတွင်အမေရိကန်မူဝါဒကိုစီကံချက်များချမှတ်ပေးနေတယ်လို့ AP လ28ရက်နေ့မှာအီရန်ကစွပ်စွဲပြောကြားခဲ့ပါတယ်။ အားသင့်စရာကောင်းတာကတော့သမရထရန်နဲ့အီရန်တို့ရဲ့တတမန်ရှေးမှာဒီတန်ရာဟုကထရက်လုံနိုင်တာမလုံနိုင်တာတို့ကိုမျက်နှာပြောင်တိုက်ပြီးအခုတတ်မှတ်ချက်တွေချပေးနေတာပဲဖြစ်ပါတယ်လို့အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရချီကအိတ်မှာဖော်ပြခဲ့ပါတယ်။အေပီလ29နေ့မှာနေတန်ရာဟုကအီရန်အမေရိကန်သဘောတူစာချုပ်မှတ်သမားတွင်နျူကလ িয়ার လက်နက်များအတွက်အီရန်ရဲ့ယူရေနီယံတန့်စင်မှုစွမ်းရည်ကိုဖေချားပြည့်ရန်နေ ပယ်ထိန်တုံးချီတာစီရေးတွင်အီရန်ကိုထည့်သွင်းရန်တို့ပါဝင်မဲ့သဘောတူစာချုပ်ဖိအားလိမ့်မယ်လို့ပြောကြားခဲ့ပါသည်အီရန်နဲ့အမေရိကန်ကိုယ်စားလှယ်များကအီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်ပြီးတတိယကြော့ဆွေးနွေးပွဲအတွက်အိုမန်နိုင်ငံမှာတွေ့ဆုံခဲ့ပြီးနောက်တရက်ကြာမှနေတရာဟူရဲ့အမှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်ပါသည်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမက်စလာတဲမှာအီရန်ဥရှောင်းအယာတိုလာအလီခါမီနီထံစတဆောင်ပို့ခဲ့ပြီးအဆိုပါစာရဲမှာဆွေးနွေးမှုများလှုပ်ဆောင်ရန်တိုက်တွန်းထားကာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမက်လာထဲမှာအီရန်အုပ်ရှောင်းအယာတိုလာအီခါမေနီထံစစ်တပ်ဆောင်ပို့ခဲ့ပြီးအဆိုပါစာထဲမှာဆွေးနွေးမှုများလှုပ်ဆောင်ရန်တိုက်တွန်းထားကအီရန်ကငြင်းဆန်မယ်ဆိုပါကစည်ရေးအယာအေးဝယ်ရှိရလို့သတိပေးထားပါတယ်။ထရန့်ကဇန်နဝါရီမှာဒုတိယတဒံစတင်ထမ်းဆောင်မိကတဲ့ကအမြင့်ဆုံးဖိအားပေးရေးပေးဆိုမှုစစ်စင်ရေးကိုပြန်လည်တုံ့တက်ခဲ့ပါတယ်။ အထူးသဖြင့်အီရန်နဲ့2015အထင်ကရနျူကလ িয়ার သဘောတူစာချုပ်မှာအမေရိကန်ကိုနှုတ်ထွက်စေခဲ့တဲ့၎င်းရဲ့ပထမသက်တမ်းအတွင်လုံဆောင်ခဲ့တဲ့ချင်းကနီကိုထင်ဟပ်စေခဲ့ပါတယ်။အေပီလစနေနေ့မှာဆွေးနွေးမှုများစတင်ခဲ့ပါတယ်။အီရန်ကနျူကလ িয়ার ပြဿနာနဲ့ပေးဆို့မှုများဖယ်ရှားရေးတို့ကိုသာအာရုံစိုက်ထားတယ်လို့ပြောကြားခဲ့ပါတယ်။စနေပွဲများတွင်အီရန်ရဲ့စစ်ရေးစွမ်းရည်များကိုဆွေးနွေးခွင့်ပေးမထားဘူးလို့အီရန်ရဲ့အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်ကပြောကြားခဲ့ပါတယ်။ အနောက်အစိုးရများကဝေဖန်ပြောကြားနေဒီမှာကြားပြီးဖြစ်တဲ့ဒီဟီရန်ရဲ့ဒေတာတွင်လွှမ်းမိုးမှုနဲ့အီရန်ရဲ့ဒုံးကျည်စွမ်းရည်များဟာစစ်တပွဲများမှာအီရန်ရဲ့မဖြတ်တမ်းရတဲ့ကန့်သက်မြင်းများတဲ့ပါဝင်နေရလို့အီရန်အစိုးရပိုင်သတင်းဌာန IRNA ကဖော်ပြခဲ့ပါတယ်။အီရန်ဟာအစ္စရေးကိုစွန့်ကျင်နေတဲ့စစ်သွေးကြောအုပ်စုများရဲ့ကိုယ်ရက်ဖြစ်တဲ့တော်လိုင်းအင်အားစုအများအဖွဲ့ကိုထောက်ပံ့ထားပါတယ်။ ဒေါ်လာရေးအင်အားစုများအဖွဲ့မှယီမင်ရဲ့ဟူတီတပုံများလက်ဘနွန်ကဟစ်စဘိုလာဂါဇာကမ်းမြောင်ကဟာမတ်စ်အီရန်က ရှီယာလက်နက်ကိုင်အုပ်စုများပါဝင်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ချန်ပီယံလိပိုလူပွဲတရောက်လိုဟာကပါရီမှာထူးထူးခြားခြားလှုပ်ပြနိုင်ရန်လိုကြောင်းအာတီတာပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာဆင်နယ်သင်းနီးပြအာဒီတာကချန်ပီယံလိစင်မီဖိုင်နယ်ပထမအကြိမ်မှာ PSG အသင်းကိုအိမ်ကွေးမှာတကိုးကိုမရှိနဲ့ရှုံးနေပြီးရနောက်သူတို့အသင်းအနေနဲ့ချန်ပီယံလိဘောလူပွဲတယောက်ချင်းနေဆိုရင်ပါရီမာကစားမယ့်ပွဲမှာထူးထူးခြားခြားလုပ်ပြနိုင်ဖို့လိုရလို့ပြောကြားခဲ့ပါတယ်အာဆင်နယ်တဲဟာအင်္ဂါနေ့ကကစားခဲ့တဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပထမအကြိမ်မှာ PSG အသင်းကိုအင်ကွေးမှာဒမ်ဘီလီရဲ့ပွဲစ၄မိနစ်မှာသွေးယွံခဲ့တဲ့ဂိုးကြောင့်တကူကူမရှိနဲ့ရှုံးနေကြတာပါ။ အာဆင်နယ်သေးအနေနဲ့ချန်ပီယံလိစီမီဖိုင်ဒုတိယကြော့ပွဲစဉ်အဖြစ်မေလ9ရက်မှာ PSG အသင်းရဲ့အိမ်ဝင်းမှာတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပြီးဘောလူပွဲသို့တယောက်ချင်းနဲ့ဆိုရင်အဲ့ဒီပွဲကိုအနိုင်ကစားရမှာဖြစ်ပါတယ်။အာဒီဒါကချန်ပီယံလိဘောလူပွဲကိုတယောက်ချင်းနဲ့ဆိုရင်ထူးထူးခြားခြားလုပ်ပြနိုင်ဖို့လိုပါတယ်။ကျွန်တော်တို့အနေနဲ့ချန်ပီယံလိဘောလူပွဲကိုတရောက်နိုင်ဖို့အတွက်ပါရီမှာထူးထူးခြားခြားလှုပ်ပြသွားမှာပါကျွန်တော်တို့အနေနဲ့ချန်ပီယံလိဘောလူပွဲကိုတရောက်ဖို့အခွင့်အရေးတွေအများကြီးရှိနေသေးတာပါ တော်တို့အနေနဲ့ပါတီကိုသွားပြီးချန်ပီယံလိဘောလုပွဲကိုတရောက်နိုင်ဖို့အတွက်အစွမ်းကုန်ကြိုးစားသွားမှာပါလို့ပြောကြားခဲ့တာပါ။လေဝဲရုံရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါလေးဖြစ်ကြပါစေရှင်